လှေပြိုင်ပွဲမှတ်သားဆွဲလန်းနေတဲ့ဟာတာပုံမြင်တစ်ပုဒ်ရှိပါတယ်။တခါတုန်းကအင်္ဂလန်လှေအသင်းနဲ့ဂျပန်လှေအသင်းတို့ပြိုင်ကြတဲ့။ဂျပန်လှေကတမိုင်လောက်ဖြတ်ကျော်ပြီးရှေ့ကပန်းဝင်သွားတော့အင်္ဂလိပ်လှေတော်သားတွေစိတ်ဓာတ်ကြတဲ့။ဒါကြောင့်အုတ်ချုပ်ရည်မှုချုပ်ကဘာကြောင့်အခုလိုခွက်ခွက်လန်းရှုံးနေရသလဲဆိုတာကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးစစ်ဆေးစီတယ်တဲ့။ စစ်ဆေးချက်အစီရင်ခံစာသုံးသပ်ချက်ကဂျပန်အသင်းမှာလှေလော်တဲ့လှေတော်သားက၈ရောက်ပဲ့ကင်တစ်ယောက်နဲ့ဖွဲ့စည်းထားပြီးအင်္ဂလိပ်အသင်းမှာလှေလော်မဲ့လှေတော်သားကတစ်ယောက်ရှိပြီးပဲ့ကင်၈ရောက်နဲ့ဖွဲ့စည်းထားတဲ့ကွာခြားချက်ကို တွေ့ရှိတယ်တဲ့ဒါကြောင့်အင်္ဂလိပ်လှေအသင်းအုပ်ချုပ်ရေးဒါရိုက်တာအဖွဲ့ကအကြံပေးကော်မရှင်တစ်ဖွဲ့ကိုငှားရမ်းပြီးအနိုင်ရရှိရေးအကြံပေးစီတယ်တဲ့အကြံပေးကော်မရှင်က လှေလော်မဲ့လှေတော်သားကိုအားဆိုင်လှော်ခတ်စေဖို့စနစ်တကျကြက်မက်ကုတ်ကဲနိုင်ဖို့အတွက်လှေတော်သားတယောက်ပဲ့ကင်လေးယောက်အထူးရန်ပဲ့ကင်၃ယောက်နဲ့ပဲ့ကင်အရာရှိချုပ်တယောက်ပါဝင်တဲ့ဖွဲ့စည်းပုံအစ်စ်ကိုရေးဆွဲတင်ပြတယ်တဲ့ဖွဲ့စည်းပုံအစ်စ်နဲ့လှေတော်သားကို အားဆိုင်လှော်ခတ်ဖို့အထူးကြက်မက်ညွန်ပြရှင်ပြနိုင်ပေမဲ့ဂျပန်လေအသင်းကအင်္ဂလိပ်လေအသင်းကို နှစ်မိုင်လောက်ဖြတ်ကျော်အနိုင်ယူသွားတယ်တဲ့ဒါကြောင့်လေတော်သားကိုစူးစမ်းအားထုတ်မှုညံ့ဖျင်းမှုနဲ့အရေးယူအပြစ်ပေးလိုက်တယ်လေတွေတက်တွေအားလုံးကို အပြက်ရောင်းချပြစ်လိုက်တယ်လေအသင်းဖွံ့မျိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုဆက်လက်မပြုတ်လောက်တော့ပဲရံမုံငွေအားလုံးကိုဒရိုက်တာအဖွဲ့အုပ်ချုပ်ရေးမှူးချုပ်နဲ့ပဲ့ကန်အရာရှိများကစုတော်ငွေအဖြစ် ခွဲဝေရယူလိုက်ကြပါတည်း ဒီပုံမြင်ကဆရာများနေတဲ့အင်္ဂလိပ်တို့ရဲ့စီမံခန့်ခွဲမှုစနစ်ကိုတယောတာပါဒါပေမဲ့အရှုံးကိုတုံးတက်ရမှာနီးမှန်လမ်းမှန်မဝေဖန်တာကြောင့်ရှုံးပြင်းရှုံးတက်တာကိုလည်းမြင်တွေ့ရပါတယ်